င်းသာရီတိုင်းဒေသကြီးတဝဲခရိုင်လောင်းလုံမြို့နယ်တကြတ်တော်ကျေးရွာအနီးမှာရမစုဒေသမှာတော့24 hour mining and industry company limited မှတိစောက်ပေးမယ်ကြောင်မီသွေးအပူဆွမ်းအင်သုံးလျှက်စစ်တအားပေးစက်ယုံစီမံကိန်းကိုလက်မခံကြောင်းနဲ့စန္ဒထုတ်ဖော်မှုကိုဒေတာခံတွေကိုမတ်လ25ရက်နေ့ကစန္ဒထုတ်ဖော်ခဲ့ပါတယ်။အဲ့ဒီစန္ဒထုတ်ဖော်မှုကို တော့မတ်လ25ရက်နေ့မနက်9:00နာရီကစတင်ပြီးတော့ဒေတာခံအင်အား400ခန့်နဲ့ တက်ကြတော့ကြေးရွာမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။စန္ဒာထုတ်ဖော်မှုကိုတော့မနက်9နာရီမှာတက်ကြတော့ကြေးရွာရဲ့ဥကြော်ထူးလေခွင်းကစတင်ပြီးတော့ရွာလေလမ်းမအတိုင်းချီတက်လာကကြေးကြော်တန်များကြေးကြော်ပြီးတော့စန္ဒာထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်တရားဥပဒေစိုးမိုးမှုအားနည်းတဲ့အစိုးရဟောင်းအားနောက်ဆုံးနှုတ်ဆက်ပါတယ်။တန့်စင်တဲ့ကြောင်မီသွေးနီးပညာဆိုတာဒိုလက်မခန်ဒေတာခံအပေါ်မှာပွင့်လင်းမြင်သာမှုမရှိတဲ့ကုမ္ပဏီကြဆုံးပါစေ။ ရေချိုးအရင်အမြင့်ဆုံရှုံမခံနိုင်ငါတို့ဥယျင်ချမ်းမြေတိမ့်ပိုက်မခံပင်လေပြင်းနဲ့တဲတောင်ပြင်လာမထီနဲ့တရားဥပဒေစိုးမိုးရေးလိုက်နာပါအစရှိတဲ့ပိုစတာတွေကိုကင်ဆောင်ပြီးတော့စန်တာထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့စန်တာထုတ်ဖော်သူတွေဟာလေလဘော်လုံးခွင်းစီကိုဝင်ရောက်ခဲ့ကြပြီးတော့စန်တာပြပွဲဥဆောင်သူများကစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာမဲ့စိုးကျိုးများနဲ့လက်ရှိအစိုးရတာဝန်ရှိသူများမှာ တိတခန်များရဲ့သဘောထားအပေါ်မျက်ကွယ်ပြုမှုတို့ကိုရှင်းလင်းဟောပြောခဲ့ကြပြီးတော့မနက်၈နာရီခွဲအချိန်မှာတော့ဟောပြောပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ဒီကားလေးပဲအကျုံးပြုလို့သဘာဝပတ်ဝန်းကျင်ရဲ့တော့တတိရှန်နေရဲ့ယင်းနေတော်လေးအကုန်လုံးကိုသိချင်ပြစီမှုဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကတန်ခွက်ချင်းဖြစ်တယ်။ဘာလို့လဲဆိုတော့နောက်ပြီးတော့သူတို့စီရနေပြီးတော့ကျွန်တော်တို့အဲ ဒီမှာဒီဆောင်မဲ့ကျွန်မရေးဆဲကိုဒီဆောင်မဲ့ကုမ္ပဏီကလည်းကျွန်တော်တို့ရောက်ပြီးသွားတယ်ကိုကွန်လန်းကမြင်တာမျိုးရှိတဲ့လေအဲဒီဖြစ်ခဲ့တဲ့ဆန်းပေါ့သူတို့ဒီတိုင်းပြီးပြီဆိုတဲ့သဘောမျိုးနဲ့ရတနာတာလားတကယ်ကြောင့်ဒီပြလို့ဒေါ်လက်တာကိုမဖန်လက်ကြောင့်သူတို့ထောက်ပြပြီးတော့သူကံကွယ်ရတာကျွန်တော်အခုဒီဆန်းလက်ပွဲဒီစရချင်းပါလေပထမတည်းချင်းတော့ကြာပြီးပြီးခဲ့တဲ့ဆန်းဆက်လေးကို ဒီဒုတိယကြိမ်ဘာလို့ပြလဲဆိုတော့ကျွန်တော်တို့စာရင်ဒုတိယကိုမော်စာထွက်နေပြီးတော့ဒီကျွန်တော်ပြည်သူတွေနေပြီးတော့ကျွန်တော်တို့ဒီကခန့်နေနေပြီးတော့လုံးဝကံခွင့်ချင်းမရှိဘူးထောက်ခံတဲ့တကြောင်သူကနေပြီးတော့ဒီခွင့်ပြုရတဲ့ကြောင်းကိုမဆက်လိရနေမမတိုင်းအင်တာဗျူးမှာသူကပြောတာတောင်ဒါကိုကျွန်တော်တို့ကျွန်တော်တို့တိစားခန့်နေလုံးဝလက်မခံဘူးဆိုတာအဲ့မော်စာထွက်ဆိုရဒုတိယဝန်ကြီးသိအောင်ကျွန်တော်ကဒုတိယကြီးကျွန်တော်ဆက်တာနိုင်ငံခြားဝန်ရှာပ 900မဂါဝတ်ရှိတဲ့ကြောင်မီးသွေးအပူစွမ်းအင်သုံးလျှက်စစ်တပ်အားပေးစက်ယုံစီမံကိန်းဖြတ်သိမ်းပေးရေးနဲ့တကြက်တော့အုတ်ချုပ်ရေးမှုကို အလိုမရှိကြောင်းဒေတာခန်များကပထမကြိမ်စန္ဒထုတ်ဖော်မှုကို2014ခုနှစ်ဒီဇင်ဘာလ14ရက်နေ့ကတကြက်တော့ကြေးရွာမှာပြုတ်လုခဲ့တာဖြစ်ပါတယ်။